အဲ့လိုမဲမထည့်ဘူးဆိုတဲ့လူတွေများသွားရင်ရောဘာဖြစ်မလဲလို့ဆရာယူဆပါလဲခင်ဗျအဲ့ဒီဥစ္စာကတော့အမှန်တိုင်းပြောရင်မဲမထည့်လေဟဟလာမျက်ဖြူဆိုင်လေဆရာကြိုက်လေဖြစ်ပါနော်မဲမထည့်နဲ့ဥပမာဖြင့်တို့ကပါတီကြီးတခုလို့တို့ကဟိုအာနာနာနဲ့ပြောနေတာပွင့်ဝင်လင်းလင်းပြောချလိုက်တော့ပြီးခိုင်ဖြိုးလို့တာပြောလိုက်ပါဟဟလာပွင့်ဝင်လင်းလင်းပြောသမှာဟုတ်တယ်မလားနိုင်ငံကြီးဆိုတော့တယောက်နဲ့တယောက်ပွင့်ဝင်လင်းလင်းပြောရတာအခုကြည့် အာပြည်ခိုင်မျိုးကဗမာပြည်မှာအကြီးဆုံးပါတီဖြစ်တယ်ဟုတ်လားဒါကြောင့်တို့ကတော့ကွက်ပြစ်နင်းထားတယ်အဲတို့ကိုပြည်သူကတချို့ကကြိုက်တယ်တချို့ကမကြိုက်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေဟုတ်လားငါတို့တော့မကြိုက်တဲ့ပါတီမဲမပေးသွားမပေးတော့ဘူးပါတဲ့အတွက်မဲသွားမပေးတော့ဘူးလို့ပြောရင်ဟုတ်လားကျန်တဲ့ပါတီငယ်လေးတွေတချို့ပါတီလေးတွေဟာအဲ့ဒီထဲ့မဲထဲ့ရွဲ့မဲကိုစောင့်နေတာနော်ထဲ့မဲထဲ့ရွဲ့မဲကိုစောင့်နေတာဖြစ်တဲ့အတွက် ရွေမဲတောင်မှမလာဘူးဆိုရင်တော့ပါကျန်တဲ့ပါတီတွေကလွတ်တော်တွေရောက်တော့မှာမဟုတ်ဘူးဒါကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေတိုင်းပြည်မှာမြတ်မြတ်တတ်တာဖြစ်အောင်ဟုတ်လားဟုတ်လားပြည်သူရဲ့အားတိတ်အရေးကြီးပါတယ်ပြည်သူအားကဒီတချီမှာတရက်သေးပဲဟုတ်လားအသုံးပြုရမှာပါအဲ့ဒီတရက်ကိုဟုတ်လားမဲယုံလာပြီးမဲပေးစေချင်ပါတယ်ဟုတ်လားကိုကြိုက်တဲ့ပါတီပေါ့ဒီခံပြိုးကြိုက်ပြီးခံပြိုး ဟုတ်လားတာဆာညာကျင်တာဆာညာဥကူကိုကြီးကျင်ဥကူကိုကြီးဦးဆိုင်ပေါင်ကျင်ဦးဆိုင်ပေါင်ဟုတ်လားအဲပြီးသုံးလုံးကျင်ပြီးသုံးလုံးကျွန်တော်လေသမားပါတီကျင်ကျွန်တော်ဟာအဲပြီးတဲ့ခါကျတော့ပါတီငယ်လေးတွေကြိုက်တဲ့ဟာကိုထက်ဒါပေမဲ့မဲယုံလာပြီးတော့မဲထက်စေချင်ပါတယ်ဒါမှသာလျှင်ဟုတ်လားပြည်သူရဲ့ဆုံးဖြတ်ချက်ကတိတိကျကျရှိမှာအခုအိမ်ထဲကအိတ်နေပြီးတော့မကြိုက်ဘူးကွာမကြိုက်ဘူးကွာအော်နေဟုတ်လားဘာမှလုပ်လို့ရမှာမဟုတ်ဘူး ပြီးကမှမကြိုက်တဲ့လူအုပ်ချုပ်ကမှငါးပါးတွေမှောက်ကုန်ပါလိမ့်မယ်ဒါကြောင့်လာပြီးတော့မဲပေးပါလို့ပဲကျွန်တော်မြစ်တရရက်ခံပါတယ်ပြည်သူအားလုံးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ smart media ရဲ့ရွက်ကောက်ပွဲဝင်သူတို့အတန်းအစီအစဉ်ကနေနှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီအစီအစဉ်ကတော့ရွက်ကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရမယ်ကိုစရဲလောင်းနေရဲ့ဆွေးနွေးပြောကြားမှုအပိုင်းတွေကိုအစီအစဉ်ထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာပါဝင်ဖို့အတွက်တော့မြန်မာနိုင်ငံတောင်တလဲသမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးကျော်စွာဆိုးဖိတ်ခေါ်ထားပါတယ် ဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအဲ့တော့ဒီရွက်ောက်ပွဲမှာဆရာအနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်နဲ့မဲဆန္ဒနဲ့လေးတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျာဟုတ်ကျွန်တော်အခုလာမဲ့ရွက်ောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့လွတ်တော်ကတော့ပြည်သူလွတ်တော်ဖြစ်ပါတယ်အဲမဲဆန္ဒနဲ့ကတော့ရန်ကုန်တိုင်းတကုံစိတ်ကမ်းမြို့နယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ ရွက်ောက်ပွဲဆိုတာလည်းဘယ်လိုပဲပြောပြောကျွန်တော်တို့ဒီ democratization ပေါ့လေ democracy လမ်းကြောင်းပေါ်သွားတဲ့အခါမှာမဖြစ်မနေကျွန်တော်တို့ကဖြတ်သန်းရတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်အဲ့တော့ရွက်ောက်ပွဲဝင်ပြီဆိုတဲ့အချိန်မှာကိုကိုစားပြုတဲ့မဲဆန္ဒနယ်ရာပြည်သူလူထုတွေအတွက်ပဒင်းစကားလေးတော့ပေးလိပေးထားရှိကြပါတယ်အဲ့တော့ဆရာအနေနဲ့ပေါ့လေဒီရွက်ောက်ပွဲဝင်မယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာခုနမဲဆန္ဒရှင်ပြည်သူလူထုအတွက်ပေးခြင်းတဲ့ပဒင်းစကားလေးများရှိရင်လည်းဝေမျှပေးပါဦးခင်ဗျမှန်ပါခင်ဗျ ကျွန်တော်ကတော့ရန်ကုန်တိုင်းထဲမှာဝင်တဲ့အခါကျတော့ကျွန်တော်နဲ့အနီးစပ်ဆုံးအဲကန့်နေရန်ကုန်မြို့နဲ့ကန့်နေတဲ့နေရာကတော့တကုံစိတ်ကမ်းမြို့နယ်ဖြစ်တယ်။အဲကျန်တဲ့တကုံတောင်တို့တကုံရှိတကုံနောက်တို့မှာကျတော့တောင်သူလယ်သမားတော်တော်လေးရှားတယ်လေ။အဲတကုံစိတ်ကမ်းမှာကျတော့လယ်ကွင်းတွေလည်းရှိသေးတယ်လယ်သမားတွေလည်းရှိသေးတယ်။အဲအဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေကျွန်တော်ဒီနာကနေပြီးတော့ပြန်ရင်တော့ဟလား တောင်သူလယ်သမားအချို့အတွက်ကတော့အဆင်ပြေလောက်တယ်ဆိုကြရမှာကျွန်တော်ဒီတောင်သူလယ်သမားတွေအတွက်ဒဂုံစိတ်ကမ်းမြို့နေပြိုင်တာပါအဲ့တော့လယ်သမားတို့ကလည်းတော်တော်များများကြံပါသေးတယ်ဒဂုံစိတ်ကမ်းဆိုတာလည်းတော်တော်လေးကျယ်တဲ့မြို့နယ်ပါဟာလားလဲကူးတို့မော်ဘီတို့ကွန်ညံကုန်းတို့တိုက်ကြီးတို့မှလည်းလယ်သမားတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတနိုင်ငံလုံးကိုဟိုပြိုင်ထားတဲ့ပါတီဖြစ်တဲ့အခါကျတော့ထိန်းချောင်းမှုကရန်ကုန်ကနေပြီးတော့ထိန်းချောင်းရတာဖြစ်ပါတယ် ထိန်းချောင်းတဲ့အခါကျတော့တိတ်ဝေးဝေးလန်လန်ကိုကျွန်တော်သွားရင်အုတ်ချုပ်မှုမှာယော်ရဲမှာဆိုတဲ့အတွက်ဒီအနိစ္စဆုံးဖြစ်တဲ့တကုံစိတ်ကမ်းမှာပဲကျွန်တော်ပြိုင်တာဖြစ်ပါတယ်။ဒါကြောင့်တကုံစိတ်ကမ်းကိုကျွန်တော်သွားကြည့်တဲ့အချိန်ကျတဲ့အခါကျတော့ဘကိုးမြကြီးရဲ့ဘေးမှာတကယ့်ကိုလှပတဲ့ဟဲ့လားစီတီအကြီးကြီးတည်လို့ရတဲ့မြို့နယ်ပါရန်ကုန်မှာတိတ်ရှားတဲ့မြေနေရာဟာတကုံစိတ်ကမ်းမှာသွားတွေ့ပါတယ်။ဒါကြောင့်တကုံစိတ်ကမ်းမှာ လေသမားတွေအပြင်ဟုတ်လားစက်မှုဇုံတွေလည်းတွေ့ရပါတယ်အဲ့တော့ဒီဥစ္စာတွေကိုကျွန်တော်အဲ့ဒီမြို့နယ်ကနေပြီးကမှပြိုင်လို့နိုင်ခဲ့ရင်အဲ့ဒီနေရာတွေဟာတကယ်ကိုဟုတ်လားနိုင်ငံရဲ့ထိတ်တန်းအေရီယာဖြစ်အောင်ကိုဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေကျွန်တော်သိလာတဲ့အတွက်ဆောင်ရွက်ဖို့လည်းကျွန်တော်စိတ်ထဲမှာအမြဲတမ်းစိတ်ကူးထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ပြည်သူလူထုကိုပေးခြင်းတဲ့သတင်းစာလေးပေါ့လေအဲ့တော့ ဆရာတို့ဘယ်လိုပဲပြောပြောဝင်ရောက်ရှင်ပြန်တဲ့အခါမှာလွတ်တော်တဲ့ကိုဘယ်လိုပဲရောက်သွားကြမှာပေါ့လေရောက်သွားပြီဆိုတဲ့အခါမျိုးကျွန်တော်တို့စဉ်းစားလိုက်ကြအောင်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဥပဒေပြုတဲ့အပိုင်းတွေပါလာမယ်ဦးဆောင်ကော်မတီတွေမှာဝင်ရောက်တာဝန်ယူကြတဲ့အပိုင်းတွေပါလာမယ်အဲ့ဒီကြာရင်တော့ဆရာအနေနဲ့ဘယ်လိုမျိုးဥပဒေတွေတင်သွင်းဖို့ဒါမှမဟုတ်ဘယ်လိုမျိုးဥပဒေတွေပြဋ္ဌာန်းဖို့အဲ့ဒါလေးစဉ်းစားထားတာရှိပါလိမ့်မယ်ခုလက်ရှိဥပဒေတွေကတော့ဟိုကျွန်တော်ကတော့ဟိုတောင်သူလယ်သမားပါတီဖြစ်နေတဲ့အခါကျတော့ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးလေယာဉ်ကဏ္ဍကိုတော့ ကျွန်တော်ဇောင်းပေးပြီးပြောရမှာပေါ့နော်ကျန်ဘာလို့လဲဆိုတော့တချို့ကိုနဲ့မဆိုင်တဲ့နေရာတွေတွားပြီးဇောင်းပေးပြီးပြောရင်လည်းမစီမဆိုင်စကားတွေဖြစ်နေမှာဒီလေယာကဏ္ဍမှာကျွန်တော်တို့တိုင်းပြည်မှာအခုကကျွန်တော်တို့ဆန်စပွားပေါ်တယ်ပေါ့နော်တိုင်းပြည်မှာဆန်စပွားပေါ်တယ်အဓိကရောင်းနေတာတရုတ်နိုင်ငံကိုရောင်းနေပါတယ်တရုတ်နိုင်ငံရောင်းတော့တရုတ်ပြည်ကနေပြီးတော့ကျွန်တော်တို့ရှီယန်နေဟုတ်လားတင်သွင်းခွင့်ပါမစ်ပေးထားတာတနည်းမှာတန်ချိန်3သိန်းနဲ့ပေးထားတယ် ကျန်တဲ့ကျွန်တော်တို့ပို့ကျင်တယ်ဗီယက်နမ်တို့ပို့ကျင်တယ်အာဖရိကတွေပို့ကျင်တယ်ဒါပေမဲ့ဒီဘက်ကဟလာတတ်မှတ်ပေးထားတဲ့ဥပဒေတွေကဟာ FOB ပဲကျွန်တော်တို့ဒီစိတ်ကန်းကပဲရောင်းရမယ် CIF မရောင်းအောင်ဘူးဆိုတဲ့ဥပဒေတွေလည်းရှိတယ်အဲ့တော့တောင်သူလယ်သမားတွေကဈေးကွက်ကိုကျွန်တော်တို့ဖန်တီးပေးဖို့ပဲအဓိကဖြစ်တယ်တောင်သူလယ်သမားကြီးပွားဖို့ဆိုတာကဟလာဘလောက်အထွက်တိုးအောင်လုပ်လို့ဈေးကွက်မရှိဘူးဆိုရင်ကျွန်တော်တို့အတွက်အလကားပဲလေနောက်ပြီး ဆန်တစ်မျိုးတည်းရောင်းရတာမဟုတ်ပါဘူးဟာလာပဲလဲရောင်းရပါတယ်ကျန်တဲ့သီးနှံတွေလည်းရောင်းရပါတယ်ဟာလာသူများတိုင်းပြည်တွေဆိုရင်ပန်းလဲရောင်းရပါတယ်ဒါကြောင့်ကျွန်တော်ကတော့တောင်သူလယ်သမားတွေအတွက်စိုက်ပျိုးရေး plus မွေးမြူရေးပေါ့နော်မွေးမြူရေးကတွဲပြီးရမှငါတိတ်တိတ်ချာချာလှုပ်ပေးချင်ပါတယ်ကျွန်တော်နိုင်ငံသားတွေလည်းခဏခဏသွားပါတယ်အိန္ဒိယလည်းသွားပါတယ်တရုတ်ကလည်းသွားရပါတယ်သွားတဲ့အခါမှာသူတို့လူကြီးတွေကတကယ်ကိုများလုံးအားကြီးတယ်နောက်ပြီး စားတာတောက်တာကလည်းဘာမှလို့ဟင်းတစ်ခွက်တည်းနဲ့စားတာမဟုတ်ဘဲနဲ့ဟုတ်လားစပွဲပေါ်မှာအပြည့်ထားပြီးစားကြတဲ့အဲတရုတ်နိုင်ငံကျွန်တော်တို့ဘေးမှာရှိတယ်သူတို့ကအမြဲတမ်းဝမ်းတက်ဖြစ်နေတာဒီဒီအစားအစာပဲဟုတ်လားအစားအစာဆိုတော့ကျွန်တော်တို့ကဈေးကွက်ကောင်းကောင်းရှိထားရင်ဘေးနားမှာရှိထားတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ export နောက်ပြီးတရုတ်ပြည်သွားတဲ့အချိန်မှာတရုတ်ကွန်မြူနတီပါတီကကျွန်တော်တို့အသေးချာပြောလိုက်ပါတယ်အဲ6ရက် 12လ2024မှာဗမာပြည်ကနေပြီးတော့ထွက်တဲ့ကုံမှန်သမျှဘာကုံပဲဖြစ်ဖြစ်ဒီနံပဲဖြစ်ဖြစ်တတူပဲဖြစ်ဖြစ်စံစဘာပဲဖြစ်ဖြစ်ငါပဲဖြစ်ဖြစ်အဲ့ဒီဥစ္စာတွေအားလုံးကို duty free ပေးထားပါဥစ္စာကျွန်တော်တို့တိုင်းပြည်သားလည်းမသိလဲရအောင်ပေါ့နော် duty free ပေးထားတဲ့အတွက်ကျွန်တော်တို့ကပို့ကျင်တဲ့ကုံပို့ဟုတ်လား tax က0ဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုလည်းအဲတိုင်းပြည်သားကိုသိစေချင်ပါတယ်ခင်ဗျာโอเคအဲ့တော့ ီဆက်ဆက်မေးခွန်းလေးကျွန်တော်ပေါ်လာတာပေါ့နော်ခဏဆရာပြောထားတဲ့ထဲမှာတောင်တန်းသမားတွေအတွက်ဈေးခွက်ဖန်ပြီးပေးဖို့ ਨੇ ဈေးခွက်ကပို့ပြီးတော့အကျိုးမြတ်ရရှိနိုင်မှာပေါ့အဲ့တော့ကျွန်တော်တို့နားလေထားသလောက်ကတော့တောင်တန်းသမားဈေးခွက်တော်တော်များများကဟိုအမှန်တမ်းပြောရရင်ကျွန်တော်တို့ရှိမှာအမြင့်တွင်နေတဲ့စနစ်လိုပဲပြောရမလားပွဲစားအဆင့်ဆင့်နဲ့တွားကြရတဲ့အခါကျတော့တောင်တန်းသမားတွေအတွက်အကျိုးခံစားခွင့်ကဟိုပေါ့ရတဲ့တဲ့တော့မရဘူးလို့ပဲကျွန်တော်တို့သုံးသပ်တာမျိုးလည်းရှိပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ရဆရာအမြင်လေးသိချင်ပါတယ်ခင်ဗျအမှန်ကတော့ဒီဥစ္စာကကျိုးနီစနစ်တိတ်များသွားတာပါ ဂျိုးနီစင်းနဲ့တိတ်များသွားတဲ့အတွက်ဟိုကျွန်တော်တို့တောင်သူလယ်သမားကစိုက်ကစိုက်ဤအကျိုးအမြတ်မရဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ပြောတာကကျွန်တော်တို့တောင်သူလယ်သမားတွေကလေခွင်းထဲမှာဟာလာ ground ကြိုက်ပြီးတော့မှရွှန့်တထောင်လောက်ထဲမှာရုံးကန်နေပေမဲ့ဖျားရင်နာရင်ဟာလာပါရာစီတမောလောက်နဲ့ဆရာမောင်စေးမီမိုးလောက်နဲ့ပဲသွားနေရသေးတယ်ဘောကစံကုန်တွေကြီးများအသင်းတို့ဘာတို့ကပုံကိုယ်တွေ ဆန်စပါးဘာမှစိုက်တဲ့ပြိုးတဲ့ပုံကူတွေမဟုတ်တဲ့လူတွေအနာစီချောင်းဆိုးရင်စင်ကာပူတို့ယိုဒီယာတို့သွားကုနေတဲ့အနေထားဟုတ်လားနောက်ပြီးဆုံးပွင့်ပွင့်လင်းလင်းပြောရင်ဘာမှမလုပ်တဲ့စပါးပွဲစားတော်မှာမင်းငယ်ထားနိုင်တဲ့အဆင့်ရှိတယ်နော်ဟုတ်လားကျွန်တော်တို့လေသမားတွေကအခုချိန်ကြီးဂရောင်းကြိုက်မဖြုတ်ပါသေးဘူးဒါကြောင့်ဒီမမြတ်တဲ့စနစ်တွေကိုဟုတ်လားပြုပြင်ဖို့ဆိုတာလွယ်လွယ်လေးပါထိန်းချုပ်ထားတဲ့ဥပဒေတွေဖြေလျှော့ပေးပါနော် ဟိုဟာမလောက်အောင်ဒီဟာမလောက်အောင်ပိုးတက်စေးမသွင်းအောင်ဓာတ်မျောစာမသွင်းအောင်ဟိုဟာမလောက်အောင်ဒီဟာမလောက်အောင်အဲ့နေကြောမရောင်းအောင်ဓာတ်စီမရောင်းဒီဇယ်မရောင်းဆိုတဲ့ထိန်ချုပ်မှုတွေတိတ်များလွန်အာကြီးတဲ့အတွက်ကျွန်တော်တို့အောက်ချင်မှာကြားချက်သွားတာပါအဲ့ဒီဥစ္စာလေးကျွန်တော်ပြောချင်ပါတယ်ဟုတ်တယ်ပါအဲ့ဒါကတော့ဒါလောလောဆယ်ပေါ့တောင်ကလေးမားနဲ့ပတ်သက်လို့မိကွန်းတက်ပေါ့လေအခုဒါကတော့ကျွန်တော်ယူကော့ပွဲပဲနည်းနည်းလေးပြန်လှည့်တာပေါ့လေဘယ်လိုပဲပြောပြောကျွန်တော်တို့မှာဒီယူကော့ပွဲရဲ့စနစ် အားနေချက်တစ်ခုကြောင့်ခုနခနာထိမှုဖြစ်သွားပြီးတော့တိုင်းပြည်ရဲ့ဒီနိုင်ငံရေးလမ်းကြောင်းကလည်းနည်းနည်းတွေ့ဖယ်သွားတယ်ပေါ့နော်အခုကတော့လမ်းကြောင်းမှန်မှာပြန်တက်ဖို့ကျွန်တော်တို့ပြန်လဲတာဆူရတဲ့အချိန်ပေါ့အဲ့တော့ရွေးကောက်ပွဲတွေလည်းမဖြစ်မနေဖြတ်သန်းမဲ့ဖြစ်လာပြီအဲ့ဒါဆိုရင်အခုလုံမဲ့ရွေးကောက်ပွဲပေါ်မူတည်ပြီးတော့ဆရာရဲ့အမြင်သုံးသပ်ချက်လေးလည်းကြားကြပါလိမ့်မယ်အခုလုံမဲ့ရွေးကောက်ပွဲကတော့အမှန်တိုင်းပြောရရင်ဒီမိုကရေစီလမ်းကြောင်းပေါ်ကျွန်တော်တို့ကြကုတ်ကြခင်းနဲ့ပြန်တက်လာတာလေအဲကောင်းသည်ဆိုသည်ဆိုတာကတော့ ပြီးရမှာပဲတိမှာပေါ့ဟုတ်လားဟိုဘာမှကိုမဆအသေးပဲနဲ့မယုံရဘူးမကောင်းဘူးအာမမရတာဘူးထင်တယ်လို့ဘာလို့ကျွန်တော်တို့ဝေဖန်သုံးသပ်လို့မရဘူးဒါပေမဲ့လွန်သွားမှတိပြန်တော့လေအဲအလကားဖြစ်ပြန်အဲအဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေအခုသွားတဲ့စနစ်ကအရင်တော့တဲ့ဆိုင်တော့ဟောလွတ်တော်တဲ့ဟိုပါတီစုံတော်တော်များများရောက်လာလိမ့်မယ်လို့လည်းကျွန်တော်တို့သိပါတယ်ပီယာစနစ်နဲ့သွားတယ်ဟလာအရင်တော့ FTB စနစ်အခု ရောပြီးတော့မှပီယာစနစ်လဲပါလာတာဖြစ်တဲ့အတွက်ထိုက်တင်သလောက်တော့အဲပါတီငယ်တွေရော ပါတီလက်တွေရော ပါတီကြီးတွေအကုန်ပါလာမှာပါဒါပေမဲ့တခုကတော့ကျွန်တော်တိုင်းသူပြည်သားသိအောင်ပြောချင်တာနိုင်ငံရေးသမားဆိုတာအာနာလောဘတိတ်မကြီးဘူးအရေးကြီးပါတယ်အာနာလောဘတိတ်ကြီးလို့ရင်ဒုက္ခရောက်တတ်ပါတယ်ဒါကြောင့်ပထမတစ်ချိန်တော့ကလည်းအာနာလောဘကြီးခဲ့လို့တိုင်းပြည်ကတောင်းကနေဖြစ်ခဲ့တာ ခုဒုတိယအချိန်မှာလဲအာနာလောဘမကြီးဖို့ပဲမြတ်မြတ်တတာနဲ့ချစ်ချစ်ခင်ခင်နဲ့စီစီလုံးလုံးနဲ့သွားမယ်ဆိုရင်ကျွန်တော်တို့အရှိတောင်အားရှောက်ခဏလေးလိုက်မိနိုင်ပါတယ်။ဘာဖြစ်လို့လဲလို့ပြောရင်ဗမာတွေကနားလည်မှုသိထားနိုင်တယ်။ဥပမာဖြင့်လမ်းစုံမှာမီးပွိုင်မီးပြက်နေတော့မှကားတွေဟာသူများတိုင်းပြီဆိုဒုက္ခရောက်သွားပြီ။ကျွန်တော်တို့တိုင်းပြီမှာနားလည်မှုနဲ့ပဲတယောက်နဲ့တယောက်သွားနေကြတာ။ဘာမှမဖြစ်ဘူး။ဟဲ့လား နားလည်မှုအတိုင်းပဲသွားကြတာဖြစ်တဲ့အတွက်နားလည်မှု ကြီးကြီးထားလေဟုတ်လားကျွန်တော်တို့တိုင်းပြည်တိုးတက်လေဒါကြောင့်နိုင်ငံရေးပါတီမှာကျွန်တော်ကိုယ်စလဲတော်တွေကိုလည်းကျွန်တော်ပြောထားတယ်ခေါင်းဆောင်လုံးမဲ့လူကစိတ်ရင်းကောင်းမှုနံပါတ်1စိတ်ရင်းကောင်းမှသာလားဖြုံမြောင်ရင်တွေးနိုင်တာစိတ်ရင်းကောင်းနေဒီလိုတွေးနေတဲ့အတွက်ဟုတ်လားရှေ့ကိုမရောက်နိုင်ဘူးနောက်ပြီးဘာမဆိုအစိုးရိမ်မလွန်ပါနဲ့ဘာမဆိုဟုတ်လားသိပြီးတော့မှ very sensitive မလုပ်ပါနဲ့အဲ့ဒီဥစ္စာဆိုရင်ကျွန်တော်တို့တိုင်းပြည်ချက်ချင်းတိုးတက်နိုင်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆွေးနွေးပေးမှုတွေလည်းဒါကျွန်တော်လေးတော်တော်လေးကျေးဇူးတင်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုပေါ့လေအဲ့ကျွန်တော်ခေါင်းထဲမှာပေါ်လာတာတော့အခုဘယ်လိုပဲပြောပြောခုနကယူကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့အခုယူကောက်ပွဲမှာတော့တချို့ပေါ့ဒါပြည်သူလူထုထဲမှာအတန်အများစုထွက်တယ်လို့ပဲကျွန်တော်တို့ရေဘူးရပေါ့လေပြောလို့ရပါတယ်ဒါကတော့ပါတီကြီးတစ်ခုကသူကတီးတန့်ဒီနေရာမှာယူသွားနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီယူကောက်ပွဲဟာတရားမျှတမှုလည်းမရှိနိုင်ဘူးဒါကြောင့်မလို့ မဲမထဲရဘူးမြို့ကောက်ပေါ်နဲ့ပတ်သက်လို့မဲထဲဖို့စံနာမရှိဘူးပေါ့လေအဲ့လိုမျိုးလဲအတန်တွေထွက်လာတော့အဲ့လိုမဲမထဲဘူးဆိုတဲ့လူတွေများသွားရင်ရောဘာဖြစ်မယ်လို့ဆရာယူဆပါလဲခင်ဗျအဲ့ဒီဥစ္စာကတော့အမှန်တိုင်းပြောရင်မဲမထဲလေဟဟလာမျက်ဖြူဆိုင်လေဆရာကြိုက်လေဖြစ်ပါနော်မဲမထဲနဲ့ဥပမာဖြင့်တို့ကပါတီကြီးတခုလို့တို့ကဟိုအာနာနာနဲ့ပြောနေတာပြုံးဝင်လင်းလင်းပြောချလိုက်တော့ပြီးခိုင်ဖြိုးလို့တာပြောလိုက်ပါဟုတ်လား ပွင့်မွေလင်းလင်းပြောသားမှာဟုတ်တယ်မလားနိုင်ငံကြီးဆိုတော့တယောက်နဲ့တယောက်ပွင့်မွေလင်းလင်းပြောရတာအခုကြည့်အာပြည်ခိုင်ပြိုကဗမာပြည်မှာအရာအကြီးဆုံးပါတီဖြစ်တယ်ဟုတ်လားဒါကြောင့်တို့ကတော့ကွက်ပြင်းနင်းထားတယ်အဲတို့ကိုပြည်သူကတချို့ကကြိုက်တယ်တချို့ကမကြိုက်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေဟုတ်လားငါတို့တော့မကြိုက်တဲ့ပါတီမဲမပေးသွားမပေးတော့ဘူးပါတဲ့အတွက်မဲသွားမပေးတော့ဘူးလို့ပြောရင်ဟုတ်လားကျန်တဲ့ပါတီငယ်လေးတွေတချို့ပါတီလေးတွေဟာအဲ့ဒီ ထဲ့မဲထဲ့ရွဲ့မဲကိုစောင့်နေတာเนาะထဲ့မဲထဲ့ရွဲ့မဲကိုစောင့်နေတာဖြစ်တဲ့အတွက်ရွဲ့မဲတောင်မှမလာဘူးဆိုရင်တော့ပါကျန်တဲ့ပါတီတွေကလွတ်တော်တယ်ရောက်တော့မှာမဟုတ်ဘူးဒါကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေတိုင်းပြည်မှာမြတ်မြတ်တတ်တာဖြစ်အောင်ဟုတ်လားဟုတ်လားပြည်သူရဲ့အာတိတ်အရေးကြီးပါတယ်ပြည်သူအာကဒီတချီမှာတည့်ရက်သေးပဲဟုတ်လားအသုံးပြရမှာပါအဲ့ဒီတည့်ရက်ကိုဟုတ်လားမဲယုံလာပြီးမဲပေးစေချင်ပါတယ် ။ဟုတ်လားကိုကြိုက်တဲ့ပါတီပေါ့။ဘီခိုင်မျိုးကြိုက်ရင်ဘီခိုင်မျိုးဟုတ်လားတာဆာညာကြိုက်ရင်တာဆာညာဥကိုကိုကြီးကြိုက်ဥကိုကိုကြီးဦးဆိုင်ပေါင်ကြိုက်ရင်ဦးဆိုင်ပေါင်ဟုတ်လားအဲပြီးသုံးလုံးကြိုက်ရင်ပြီးသုံးလုံးကျွန်တော်လေသမားပါတီကြိုက်ရင်ကျွန်တော်ဟာအဲပြီးတဲ့ခါကျတော့ပါတီငယ်လေးတွေကြိုက်တဲ့ဟာကိုထက်ဒါပေမဲ့မဲယုံလာပြီးတော့မဲထက်စေချင်ပါတယ်ဒါမှသာလျှင်ဟုတ်လားပြည်သူရဲ့ဆုံးဖြတ်ချက်ကတိတိကျကျရှိမှာအခုအိမ်ထဲကအိတ်နေပြီးတော့မကြိုက်ဘူးကွာမကြိုက်ဘူးကွာအော်နေ ဟုတ်လားဘာမှလုပ်လို့ရမှာမဟုတ်ဘူးဟုတ်လားဒီဥစ္စာကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေလာစည်းခြင်းပါလေဥပမာ ပြောရရင်ကျွန်တော်ကဟိုပုမလင်းလင်းပြောတတ်တဲ့အညာသားပါဟုတ်လားကျွန်တော်မကွေးတိုင်းသားတယ်ပါကျွန်တော်တို့ရှိမှဆိုရင်ရကြေးကြေးရအုပ်ချုပ်ရေးမှုတွေရွေးတယ်ရွေးရင်ဒီနေ့ရွေးမယ်ကြေးရအုပ်ချုပ်ရေးမှုရွေးမယ်လို့ပြောရင်ဟုတ်လားကြေးရရုံးသွားကြရွာတဲ့ကလူတွေအားလုံး ဒါပေမဲ့မသွားဘဲနဲ့အိမ်ရှိမှာအိမ်ညွန့်နဲ့ကုတ်ပြစ်ပေါ်မှာတုံးလုံးလဲနေတယ်ဟွဟုတ်လားအဲကောင်တွေဘယ်သွားကြမလို့လဲအိမ်ရှိကဖြတ်သွားတဲ့လူတွေဒီနေ့အုတ်ချုပ်ရမှုရွေးဖို့ကျွရလူကြီးရွေးဖို့သွားကြမှာအေးဒါဆိုရင်ငါအတွက်ပါထဲခဲ့ဟောမင်းမသွားဘူးလားတော်ပြီရတယ်ကိစ္စမရှိဘူးတုံးလုံးလဲနေတယ်ဆက်လေးတောက်ပြီဟောဟိုလူကထဲကျင်တာတွေထဲ့ပြီးလဲပြန်လာအောင်မင်းဘု து ထဲခဲ့လဲအဲ့ဒီလူကိုထဲခဲ့အဲ့ဒီကောင်ကငါမကြိုက်ဘူးအဲ့ဒီဥစ္စာကငါကန့်ကွက်တယ် ခမရလာဖြစ်မလာပဲနဲ့ဟုတ်လားဒီလိုကန့်ကွက်တယ်ထောက်ခံတယ်ပြောလို့မရဘူးဒါကြောင့်ပြည်သူလည်းကျွန်တော်ပြောတာကကြေးရအုပ်ချုပ်ရေးမှူးရွေးတဲ့အတိုင်းပဲဟုတ်တယ်လွတ်တော်တဲ့ရောက်မဲ့ပါတီကြီးတွေကိုရွေးတဲ့အချိန်မှာကျွန်တော်ဒီနေ့မအားလို့ဟာကျွန်တော်နေမကောင်းလို့ကျွန်တော်မိမသဘောမတူလို့ဟာကျွန်တော်ရွှေမျိုးတွေကမကြိုက်လို့ဆိုပြီးမလုတ်လိုက်ပါနဲ့ပြီးကာမှာမကြိုက်တဲ့လူအုပ်ချုပ်ကမှာငါးပါးတွေမှောက်ကုန်ပါလိမ့်မယ်ဒါကြောင့်လာပြီးတော့မဲပေးပါလို့ပဲကျွန်တော်မြစ်တရရက်ခံပါတယ်ပြည်သူအားလုံး ဟောဖြည့်ချားသွားမှုတွေလည်းတော်တော်လေးယေစုတင်ပါတယ်တော်တော်လေးပြီးပြည့်စုံပါတယ်ဒါကတော့နောက်ဆုံးမေးခွန်းပေါ့လေအဲ့တော့ဆရာအနေနဲ့အခုတော်တော်လေးကိုရောက်သွားခဲ့ပြီဒီခုနလိုအပ်တဲ့အပိုင်းတွေမှာလည်းတောင်းယူနေရပြီဆိုတဲ့အချိန်မှာပေါ့ဒီမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ပေါ့ရှေ့ကိုကဘာတွေညှော်မှန်းထားလဲဘာတွေလုပ်ဖို့ရောစိတ်ကူးထဲမှာကြိုတင်ပြီးတော့ပုံဖော်ထားလဲဒါလေးသိပြရစီခင်ဗျအဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ကတော့တတိုင်းပြည်လုံးရဲ့စာနာအတိုင်းကျွန်တော်ဆောင်ရွက်မယ်လို့ကျွန်တော်ပြောတတိုင်းပြည်လုံးကတိုင်းသူပြည်သားအလုံးကစိတ်ရေးလဲစိတ်ဝင်စားဘူး ်နိုင်ငံရေးလည်းစိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားနေတာစီးပွားရေးပဲနော်စီးပွားရေးကိုပဲလုပ်ချင်တယ်စီးပွားရေးမအောင်မြင်လဲအခုဟုတ်လားဒီမှာလက်နဲ့ကင်ပြီးတောင်းကျမ်းနေတဲ့အဖွဲ့တွေအကုန်လုံးလည်းကြည့်အကုန်လုံးကစီးပွားရေးသမားတွေနော်အော်ကဲကေအေလည်းကချင်းပြည်နယ်ချစ်လို့ဆိုကချင်းပြည်နယ်မှာဆေးရုံတေရုံလည်းမရှိကျောင်းတရားလည်းမဆောက်ဖွေဘူးအကေအင်ယူကလည်းဘလို့သူတို့ကရင်တွေကရင်တွေအတွက်တစ်ခါမှစဉ်းစားတာမဟုတ်ဘူးဟုတ်လားသူတို့ business ပဲသူတို့ business ပဲလုပ်တာ ဒါကြောင့်ကျွန်တော်ပြောတာကတိုင်းသူပြည်သားအားလုံးကလည်းမျော်လင့်နေတာကဒီရွေးကောက်ပွဲကြီးအပြီးလွတ်တော်ပေါ်လာရင်တို့တိုင်းပြည်မှာစည်းဝါးရေးဘယ်လိုအောင်မြင်အောင်လုပ်မလဲဟုတ်လားဘယ်တော့ဘယ်လိုအခြေအနေရှိမလဲလို့တို့ကမျော်လင့်တာပေါ့နော်ဒါကြောင့်တရုတ်အစိုးရကလည်းကျွန်တော်တို့အစိုးရနဲ့စာချုပ်တွေချုပ်ထားပြီးသားရှိပါတယ်ဘီဟာရိုင်းလို့ခေါ်တဲ့1 bet 1 road ကြီးကလည်းလွတ်တော်ပြီးတာနဲ့စပြီးအကောင့်တွေပေါ်မှာပါ အဲ့ဒီချိန်ကျရင်ဟုတ်လားကျွန်တော်တို့မူဆယ်ရနေပြီးတော့ဟုတ်လားကြောက်ပြူတိကာလန်ယထာလန်ဟုတ်လားပြီးတော့ဆက်မှုဇုံတွေဟိုတယ်ဇုံတွေစိုက်ပျိုးရေးဇုံတွေစိတ်ကမ်းတွေအများကြီးလုပ်ဖို့တွေရင်းနှီးမြှုပ်နှံမှုအများကြီးရှိပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့အစည်းအဝေးသွားတဲ့အချိန်မှာဟိုတေချာကွန်မြူနတီပါတီကရှင်းပြလိုက်ဒါကြောင့် အများအကောင့်တွေပေါ်ပါဒါမှကျွန်တော်တို့တိုင်းပြည်ကလည်းဟုတ်လားကပ္ပဈေးကွက်နဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နိုင်ပါပါဒါကြောင့် တူးချင်းလုတ်လုတ်သားတည်းလုတ်ခလည်းအများကြီးမြင့်တက်လာလိမ့်မယ်အဲ့ဒီဥစ္စာကိုကျွန်တော် ကတော့အဥစ္စာအများနဲ့စိတ်ကူးနေတဲ့အတွက်ကျန်တဲ့ကိစ္စတွေကတော့ပညာရေးတို့ကျမ်းမာရေးတို့ငြိမ်းချမ်းရေးတို့တခြားလူတွေစိတ်ဝင်စားတာတစ်မျိုးပေါ့နော်ကျွန်တော်ကတော့တိုင်းသူပြည်သားရဲ့စီဝါရေးကိုပဲစိတ်ဝင်စားတယ်ဟုတ်လားဒါကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေအခုလာမဲ့ရုပ်ကောက်ပွဲအပြီးမှာတော့ကျွန်တော်တို့တိုင်းပြည်စီဝါရေးတကယ်ကိုဥမ္မော့မယ်လို့ပဲကျွန်တော်တိုင်းသူပြည်သားကိုတည်တည်ချာချာပြောလိုက်ချင်ပါတယ် ုတ်ကဲ့အခုလိုသေးသေးစားစားလေးအသေးစိတ်လာရောက်ဆွေးနွေးပေးတဲ့မြန်မာနိုင်ငံတောင်တလမဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကျော်သားဆိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့စီစဉ်တင်ဆက်မှုလေးကိုတော့ဒီမှာပဲရနာပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ Thank you.